်ဘောလုံးစီးမြင်းတွေကိုပြောင်းလဲစီခဲ့တဲ့ကစားသမားများ အားလုံးမင်္ဂလာပါပလုံလောကမှာဆိုရင်ခင်းနဲ့လွန်ညီအောင်စီမင်းတွေကိုအပြောင်းလဲလုပ်ကြပြီးတော့နောက်ပိုင်းမှာလည်းနီးပညာအကူအညီတွေနဲ့အဆင့်မြင့်တင်မှုတွေပြုလုပ်နေပါတယ်ဒါပေမဲ့တချို့သောစီမင်းတွေကတော့ကစားသမားတွေအကြောင်းပြောင်းလဲခဲ့ရတာရှိပါတယ်ဒီနေ့မှာတော့ဘောလုံးစီမင်းတွေကိုတောင်ပြောင်းလဲစီခဲ့တဲ့ကစားသမားတွေအကြောင်းကိုတင်ဆက်ပေးကြပါတယ်နံပါတ်1အနေနဲ့ကတော့ဂိုဒမအီမီမာတီနာပဲဖြစ်ပါတယ်အက်စတန်ဗီလာအသင်းနဲ့အာဂျင်တီးနားလူရေးဖင်အသင်းတို့ရဲ့ဂိုဒမမာတီနာဆိုရင်တော့ဒီဘက်ခေအကောင်ဆုံးဂိုဒမတူအဖြစ်သတ်မှတ်ခံထားရပါတယ်မာတီနာ2020ကတာကပ်လာပြီးကြတဲ့က တဟုန်ထုံးနမည်ကြီးလာခဲ့တာပါပနန်ဒီကာကွေယာမှာဆရာချတဲ့ပနန်ဒီစပယ်ရှယ်လစ်တူလည်းဖြစ်နေပါတယ်ကဘာပလာမှာလည်းပနန်ဒီကာကွယ်မှုတွေလှုပ်ပြသွားနိုင်ခဲ့ပြီးတော့အရေးကြီးဆုံးနည်းပြွာကတော့ပြန်မက်ကိုစိတ်တက်စစ်စင်ရေးလှုပ်ခြင်းပဲဖြစ်ပါတယ်မာဒီနာပနန်ဒီကန်သွင်းမဲ့ကစားသမားတွေကိုစကားနဲ့ရောအမူအရာနဲ့ပါစိတ်တက်စစ်စင်ရေးလှုပ်ပြီးတော့အာယုံတွေထိပ်ပြသွားစေခဲ့ပါတယ်ဒါပေမဲ့လည်းဒီလိုလှုပ်တာကမများတာဘူးဆိုပြီးတော့ဝေဖန်တန်တီထွက်ပေါ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့2020ကဘာပလာပြိုင်ပွဲအပြီးမှာ FIFA နဲ့ IFAB တို့ကစီမံအကြောင်းလေးတစ်ခုလုပ်ပေးလိုက်ရပါတယ်အဲ့ဒါကတော့ဂိုဒမ ားတွေအနေနဲ့ပဏာတိကံသွင်းမဲ့ကစားသမားကိုစကားပြောတာရောအမှုရာနဲ့ပါစိတ်သက်စစ်စင်လုခွင့်မရှိဘူးဆိုပြီးတော့ပြတ်ထန်းလိုက်ရတာပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ပီတာရှမိုက်ကယ်ပဲဖြစ်ပါတယ်။ဘလုံးစီမင်းနေကိုပြောင်းလဲစီခဲ့တဲ့နောက်ထပ်ကုသမားတဦးကတော့ KG ရဲ့ကုသမားဟောင်းကြီးဖြစ်တဲ့ပီတာရှမိုက်ကယ်ပဲဖြစ်ပါတယ်။ထောင်ကောကူဗန်နေယူရိုပြိုင်ပွဲတစ်ခုမှာဒိမတ်တင်အားခြေစစ်ပွဲတော်မအောင်မဲနဲ့ပြိုင်မှာပိုဆွဲနိုင်တဲ့အထိလုပြနိုင်ခဲ့ပါတယ်။ဒိမတ်တင်ယူရိုချန်ပီယံဖြစ်ခဲ့ရမှာရှမိုက်ကယ်ရဲ့အချိန်ဆွဲတဲ့နီးစနစ်ကအလွန်ရေးပါခဲ့တယ်လို့ပြောရမှာပါ။ရှမိုက်ကယ်ကနောက်တန်းကစားသမားတွေနဲ့ ယ်ဘလုံးကိုအပြန်အလှန်ပေးရင်လည်းတိုင်ဘက်ကစားသမားကအနားကလာရင်လက်နဲ့ပြန်ကောက်ပြီးအချိန်ဆွဲခဲ့ပါတယ်ဒီဖြစ်ရဲ့အကြောင်းပဲဖီဘာကနောက်တန်းကစားသမားကဘက်ပတ်ပြန်ပေးရင်ကိုသမားကလက်နဲ့ကောက်ဖွင့်မရှိဘူးဆိုတော့စီမံတစ်ခုကိုတတ်မှတ်ပေးလိုက်ရပါတယ်နံပါတ်3နေနေကတော့ Diego Forlan ပဲဖြစ်ပါတယ်လက်ရှိဘလုံးလောကမှာကစားသမားတွေအိမ်ချုပ်ပြီးအောင်ပွဲခံရင်အဝါကပ်ပြသတဲ့စီမံလည်းရှိနေပါတယ်အဝါကပ်ပြခံရတယ်ဆိုပေမဲ့အသက်ခွဲကိုတို့ရေးပါတဲ့သွင်းကိုတို့တွင်းယူပြီးရင်တော့ကစားသမားတွေကအဝါကပ်ထိပ်ပြီးတော့ကိုအောင်ပွဲခံခဲ့ကြပါတယ်တကယ်လို့ဒီစီမံဖြစ်ပေါ်လာစေခဲ့တဲ့သူကတော့ ဥရုဂွေးတိုက်စစ်မှုကြီးဖြစ်တဲ့ဒီအေဂိုဖော်လန်ပဲဖြစ်ပါတယ်။ဘောလန်အားကေဂျီရိုတဲ့ကစားပီးနေတဲ့အချိန်မှာပြတ်မှတ်ကိုခိုးသွင်းပြီးတော့အိမ်ချပြီးအောင်မဲခံခဲ့ပါတယ်။ဒါပေမဲ့ပွဲပြန်ဆတဲ့အထိဖော်လန်အားအိမ်ပြန်မိုးရသေးတာကြောင့်အိမ်ချချူနဲ့လိုက်ကစားနေခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာကစားသမားတွေအိမ်ချပြီးအောင်မဲခံရင်အဝါကပ်ပြတဲ့စီမင်းဖြစ်ပေါ်လာခဲ့ပါတယ်။နံပါတ်၄နေနေကတော့ front lamp ပဲဖြစ်ပါတယ်။2020ကပဘလာတို့ကဂျာမနီနဲ့အင်္ဂလန်ပွဲစဉ်တစ်ခုမှာ front lamp ရဲ့အဝေးကန်ချက်ကခိုးရဲကိုတိတိတသားဝင်သွားခဲ့ပေမဲ့ကိုယ်နိုင်ငံကတော့ခိုးဖြစ်မတတ်မှတ်ပေးခဲ့ပါဘူး။ အားနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကလည်းတော်တော်လေးမြင့်တက်သွားခဲ့ပါတယ်။ဒါကြောင့်လဲ FIFA ကအဲ့ဒီဖြစ်ရဲ့အပြီးမှာဂိုးလိုင်းနီးပညာကိုမိတ်ဆက်လာခဲ့ပါတယ်။အခုဆိုရင်ဒီလိုအငင်းပွားမှုတွေမရှိတော့ဘဲနဲ့ဂိုးစီးကြော်မကြော်ဆိုတာကိုဒီနီးပညာနဲ့အလှလျောက်တည်နိုင်နေပါပြီ။အစုံလေး GB ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။